မိဘပြည်သူများခင်ဗျာမိဘပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်းပဲဒီနေ့ဒီနေ့သံပေကျင်းမော်နယ်ဆရဏာရီ52မိနစ်ခန့်မှာဒီဗီဒီယိုကောင်းစီနေပြီးမန္တလေးတိုင်းစကားတိုင်းဒေသကြီးတဲ့ချို့ဒေသတွေမှာဒီနေ့လှုပ်ဖော်မှုဖြစ်ခဲ့ပါတယ်ဖြစ်ွားတဲ့နေရာတော့မန္တလေးမြို့ရဲ့အရှိမြောက်ပဲ20ကီလိုမီတာခန့်အကွာမှာဘိုဟုပြုပြီးတော့မြေအောက်10ကီလိုမီတာအနက်မှာလှုပ်တယ်လို့ကျွန်တော်သိရပါတယ် လုပ်တဲ့အဆင့်ကတော့ register scale 0.8 scale ရှိကြအောင်အဆင့်ရှိကြအောင်ဒီအဲ့ဒီငလေးကအလုံးပြင်းထန်တဲ့ငလေးတစ်ခုဖြစ်ကြောင်းလည်းကျွန်တော်သိရှိရပါတယ်နောက်ဆက်တဲ့ငလေးများလည်းဆက်တဲ့လှူရှာခဲ့တာရှိပါတယ်ဒီလှူရှာမှုကြောင့်ဖြစ်ခဲ့ပြည့်စုံမှုဒီကတော့မန္တလေးမြို့စကိုင်းမြို့နေပြီးတော့မှာတော့ပြည့်စုံမှုများပြားပါတယ်လက်ရှိကျွန်တော်ယနေ့ချိန်ယူချိန်ထိပုံတင်ပို့တဲ့ဒီရင်ပို့ကြရတော့နေပြီးတော့ကောင်းစီနေမြို့မှာ 96ရောက်စကိုင်းမြို့မှာ78ရောက်ကြောက်ဆယ်မှာ30ရောက်စုစုပေါင်း144ရောက်တေဆုံကျောင်းနဲ့ဒါအရတော့ဒီပြည်တော်ကောင်းဖြစ်နေပြီပဲ132ရောက်စကိုင်းမြို့မှာ300ရောက်တယ်ကြောက်ဆယ်မြို့မှာတော့စီစီဆယ်အလုံးပေါင်း932ရောက်ဒါအရရှိတယ်လို့ကျွန်တော်သိရပါတယ်တေဆုံမှုနဲ့ဒါအရရှိမှုတော့ဒီတဲ့တိုးလာစရာကျွန်တော်ရှိပါတယ်တချို့နေရာတွေမှာလည်းအတိုက်တွေပြိုကျတဲ့အကြောင်း ဒီတိုက်တွေကိုလည်းပြန်ပြီးတော့မှဟိုဆက်တည်းလုံငန်းတွေကျွန်တော်လုပ်နေဆက်ဖြစ်ပါကျွန်တော်ကိုယ်တိုင်လည်းရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါဘူးဘီ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 နေနေလည်းဒီငလင်းတဘာဝမေးကြောင့်ဖြစ်လာတဲ့ငလင်းအန်ရကိုငလင်းတန်းကိုကဲစေဖို့လုပ်ငန်းတွေကအကျပြတ်စားလုပ်ဖို့ရှိတယ်တော့ကြောင့်တနေ့တော့ဝမ်းဝမ်းကူညီပေးဖို့ကျွန်တော်တို့မေတ္တာရက်ခံလိုပါတယ်ကျွန်တော်နေနေလည်းဒီဖြစ်ပေါ်တဲ့ဒေတာအားလုံးကိုလည်းရေးပေါ်ချင်းကြီးရထားပြီးတော့ဒီဘကူညီမပေးနိုင် ပြီးနိုင်မှုတွေဟိုလက်မှတ်ထားပြီးဖြစ်ပါတယ်။မကြသေးခင်ကပဲအာဟာစင်တာတွေပြီးတော့လက်ပြန်ပါရေဖို့ကိစေပစ္စည်းတွေပို့ဖို့တယ်။အိန္ဒိယနိုင်ငံလည်းလက်ပြန်ပါကိစေကိစေပစ္စည်းပို့ဖို့ကာလနာနာရှိတယ်လို့ပြောတာလေ။ခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်။ကျွန်တော်မြေပြည်နိုင်ငံမြေပြည်အခွင့်အရေးမဆိုမြန်မာနိုင်ငံပြည်မှာရှိတဲ့ရရှိလို့မြို့ပြည်သူမြို့သူများမဆိုတော့ကုညီနိုင်ဖို့ကျွန်တော် 회자료가 아니면 믿을 때만